ဒီနေ့ဥဒေါံပို့စလေးတစ်ခုတင်မှာခေါင်းစဉ်ကကြက်မှာဆရာမရှိဘူးလို့ပြောတဲ့လူတွေအတွက်ဒါဒီပို့စလေးကိုတည်တန့်တင်ပြတာအဲ့တော့ကြက်မှာဆရာမရှိဘူးလို့ပြောတယ်ကောကြက်တမားတယောက်ဖြစ်လာပြီလို့ရှိရင်ကြက်တမားတယောက်ဖြစ်လာပြီကြက်ကလေးကောင်းတယ်လူလည်းကောင်းတယ်ဆိုတော့ဒါဆိုတော့โอเคပဲဟုတ်လားအဲ့တော့ဟိုအဲ့ထဲမှာအဲ့နှစ်ခုထဲမှာတစ်ခုရှိသေးတယ် အဲ့ဒီကြက်ကတုံးတောင်တဘာသာလောက်ပဲပါပြီးတော့ကောင်းကောင်းမွန်မွန်တဘာသာလောက်ပါတဲ့ကြက်တကောင်ကိုကြက်တဲ့အစ်မြင့်နဲ့လူကไก่ထားလို့ရှိရင်သို့လို့တော့လူကပို့တော်တယ်ကြက်ကကြက်လောက်လေးပဲတော်အဲအဲ့ဒီခါကြလို့ရဘာဖြစ်တော့ဘူးသူလို့ကြက်သမားတယောက်လူကတားတော်ထားတယ်ကြက်ကတိတ်မကောင်းတော့ဟိုတဘာသာလောက်ပဲကောင်းကောင်းမွန်ပါထားတယ်သူဟာ ဆရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျက်မှာဆရာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကကျက်ဆက်တဲ့ရှင်မှာဒီကျက်ကရိုးရည်နဲ့ဒီကျက်အသားရည်နဲ့ဒီကျက်လှုပ်တဲ့နဲ့ဒီကျက်ခုတ်ပေါက်နဲ့ဒီကျက်ခန္ဓာရည်အားနဲ့အဲ့တော့ဟိုဘက်ကျက်ရဲ့ခန္ဓာရည်အားခုတ်ဟိုခန္ဓာရည်အားတို့ဒါကျက်သက်တို့ဒါတွေကိုတိတဲ့အတွက်ကြောင့်မို့လို့အဲ့ကျက်သမားဆရာကျက်တုံးတော်တဘာဘာပါတဲ့ကျက်လောက်ကိုကင်ပြီးတိုက်ရတာတောက်ချောက်နိုင်နေတယ်ဆိုတာ အဲ့ဒါကြက်မှာဆရာရှိလို့ပါလို့နော်အဲ့မှာဆရာရှိလို့ပါလို့ဟုတ်တော့နော်ကြက်မှာဆရာမရှိဘူးလို့မပြောကြပါဘူးတချို့ကပြောကြတယ်ဥလောင်းနဲ့ဟိုတစ်တော့တစ်တော့လေးတွေကိုသူလည်းဆော့ဆော့နေတယ်တရှင်းလေးဆိုတယ်မော့ဖာတာလေးတွေပါလေးပြောပြောနေဥလေးမှာတဲ့ကြက်နဲ့ပတ်သက်ပြီးတော့တဲ့ပြောတရားမရှိတော့ဘူးလားတဲ့အေးမင်းတို့တခုပြောပြမယ်ဘာသာရက်တခုမှာဘာသာရက်တခုမှာနော်0 0 plus 1 plus 2 plus 3 plus 4 plus 5 plus 6 infinity infinity အဆုံးမရှိအဲ့0နောက်မှာ minus 1 minus 2 minus 3 minus 4 infinity အဆုံးမရှိအဲ့တော့မင်းတို့ဘာသာရတစ်ခုဖြစ်တဲ့အခုလိုကြက်ပြင်းများမှာဥပ္ပကောင်အတွက်ငငယ်လေးတွေကလိလတွေ့ကြုံလို့ရဲ့ကြီးမှုခဲတဲ့ဟာတွေအတွက်ကြောင့်မလို့ဟုတ်လားဥပ္ပကောင်မှာကြက်ပို့ကိုတနည်းနဲ့တနည်းနဲ့တနည်းတပါတာတဲ့တပါတာမယိုးနိုင်အောင်ပို့စီရ infinity အဆုံးမရှိ ဆက်ဆက်ဆက်လာဆက်ဘက်ဆက်တင်နေပါပါလို့နော်ဥပဒေတော်လေးတစ်ခုထပ်ပြောပြရစရာ